အနာဂတ်မှာဘလောက်ပဲတိုးတက်ပါစေ1999ခုနှစ်မှာပဲကြံနေခဲ့တဲ့ခေတ်နောက်ပြန်မျိုးလေပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရီကက်လုပ်ပေးသွားမယ့်စကားလေးကတော့အနာဂတ်မှာဘလောက်ပဲတိုးတက်ပါစေ1999ခုနှစ်မှာပဲကြံနေခဲ့တဲ့ခေတ်နောက်ပြန်မျိုးလေးအကြောင်းကိုရိုက်ကူထားတဲ့ And those we left behind ဆိုတဲ့စိတ်ကိုရင်သိပ္ပံအရှင်ကားလေးပဲဖြစ်ပါရခင်ဗျာဇလန်းဆောင်မှာဆိုရင်တော့နေလေခင်တစ်ချိန်မှာမိခင်ကနေလေစာအတွက်ချက်ပြုတ်နေချိန်ချောင်းနဲ့ရွယ်သမီးငယ်လေးကပြေးလွှားစော်ကစားလို့နေပါတယ် အရာအလုံးကတော့မိခင်ကတမိငယ်လေးကိုလမ်းကြည့်ခြင်းအတိပဲပုံမှန်ပဲဖြစ်နေသေးတာပါ။ဒါမဲ့မိခင်နောက်လဲကြည့်လိုက်ချိန်မှာတော့လုံနေတဲ့နေ့လယ်စာကပျောက်သွားခဲ့ပြီးတော့နဘေးမှာရှိသမျှကလည်းအမဲရောင်နဲ့အယောင်မင်းမင်းနေဖြစ်ကုန်ပါတော့လေ။ဘေးဘက်လေကအိန္ဒိယန်တွေပါဝင်အကုန်လုံးကလည်းဆွေးမြေ့နေသလိုဖြစ်ကုန်ပြီးတော့တိုင်လုံးမိလောင်ခံထားရသလိုဖြစ်နေခဲ့တာပါ။မိဖို့ကြောင့်နဲ့မှလည်းဆုပ်ပြတ်နေတဲ့ခေအောင်မိဖို့ကိုသာတွေ့ခဲ့ရပါတယ်။စိတ်ပူသွားတဲ့မိခင်ဖြစ်သူကလည်းတမိလေးကိုလိုက်ကြည့်လိုက်ပါတယ်။အခုကပဲဒီမှာရှိနေတဲ့ကလေးမလေးကချက်ချင်းကိုပျောက်သွားခဲ့တာပါ။ အကန်းထဲမှာများရှိနေမလားဆိုပြီးတော့သွားကြည့်ချိန်မှာတော့နောက်ထပ်အံဩစရာတစ်ခုကိုတက်ပြီးတွေ့လိုက်ရပြန်ပါတယ်။သူ့ရဲ့အသက်6နှစ်အရွယ်သမီးလေးက3နှစ်အရွယ်လေးကိုပြောင်းသွားခဲ့တာပါ။အကန်းတစ်ခုလုံးကလည်းသူ့သမီးငယ်ငယ်ကပုံစံတိုင်းဖြစ်နေပါတော့တယ်။အမေဖြစ်သူကလည်းကြောက်လန့်ကြနဲ့3နှစ်ကလေးလေးကိုခေါ်ပြီးတော့အိမ်မြင်ထွက်ပြေးကြည့်တာပေါ့ဗျာ။ဒူးဆနာကအပြင်မှာလည်းလူတွေအုံလိုက်ကြီးကအပြင်ထွက်ပြီးတော့အစာအုပ်တွေကိုဝိုင်းအောင်ပြီးကြည့်နေကြပါတယ်။အဲ့ဒီအစာအုပ်တွေကသူ့အိမ်လိုပဲမီးမလောင်ဘဲနဲ့မီးလောင်ထားသလိုဖြစ်လို့နေပါတယ်။ ဒါကမျိုးတစ်ခုလုံးကတိတ်ကချင်းတွေကိုတယ်လီဖုန်းလုတ်ခံလိုက်ရတာနဲ့ပုံသဏ္ဍာန်တူနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခုနကမိဖို့ကြောင့်လည်းကမိဖို့ကရှေ့ခေတ်သုံးမိဖို့ကြောင့်ဖြစ်နေလို့ပါပဲ။ရုပ်တရက်ဇာဝကြီးကတုံခါလာပြီးတော့လူတွေကလည်းမောနေတဲ့အချိန်မှာအရာအလုံးကပုံမှန်ပြန်ဖြစ်သွားပါတော့လေ။ခဏကြာမှာတော့သုံးနှစ်ကလေးလေးနဲ့၆နှစ်ရွယ်ပြန်ဖြစ်လာခဲ့ပါပြီ။မျိုးသူမျိုးသားတွေလည်းအချိန်ပြုံးမနေကြဘဲနဲ့အခုလိုပုံမှန်မှုတဲ့ကိစ္စကြီးကိုစူးစမ်းစုံစမ်းဖို့အတွက်ဦးရဲတွေကိုဖုံးဆက်ကြတာပေါ့ဗျာ။ နောက်ထပ်တွေ့ရမှာကတော့ avian ရာရှိတဦးဖြစ်တဲ့ willie vera ဆိုတဲ့မျိုးသားတဦးပါ willie နဲ့သူ့ရဲ့ဖွေသားတွေကဖြစ်ရစမ်းကြီးကိုလေးလာဖို့လေးလာစုံစမ်းဖို့ရောက်လာကြပါတယ် willie ကတော့နေရာတချို့ကအိမ်တွေကမီးလောင်တာမျိုးမရှိဘဲနဲ့အချက်ချင်းကြီးဟောင်းမှန်းသွားတယ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်တချို့နေရာတွေမှာဆိုရင်မီးလောင်သွားသလိုမျိုးရစရာမရှိအောင်ပျက်စီးသွားခဲ့တာပါဒီလိုမျိုးဟိုရှာဒီရှာဟိုဆက်စုဒီဆက်စုရင်းနဲ့ဝီလီနဲ့သူ့ရဲ့ဖွဲ့သားတွေကလွန်ခဲ့တဲ့၃နှစ်တုန်းကဒီစာအုပ်တွေဟာမီးလောင်ကျွမ်းခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ် ဒီချက်တွေကမျိုးလေးရဲ့တချို့နေရာတွေကလွန်ခဲ့တဲ့၃နှစ်လောက်ကိုပြန်ရောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒီ theory ကိုတရားသွားစီတဲ့ချက်ကတော့ဇလန်းစာမှာတွေးခဲ့ရတဲ့ဒါမီရဲ့သမီးငယ်လေးက6နှစ်ကနေ3နှစ်ကိုပြောင်းသွားခဲ့တာပါ။အရာရှိဝီလီတယောက်ဒီဖြစ်ပျက်ကိုစိတ်ဝင်စားပေမဲ့လျှော့မရခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့လွန်ခဲ့တဲ့အပတ်ကဝီလီကိုယ်တိုင်လည်းအဲ့ဒီဖြစ်ဖြစ်တွေကိုကြုံဘူးခဲ့ပြီးမို့လို့ပဲဖြစ်ပါတယ်။ဝီလီတို့လည်းနေရာနဲ့မှာအာယုံခံစစ်တွေတက်ဆင်ပြီးတော့လေးလာမှုတွေလုပ်ခဲ့ကြပါတယ အခုဖြစ်ဖြစ်သွားတာကလူသားတွေသိရှိနိုင်တာတဲ့အများကြီးကြော်လွန်တဲ့ဤပညာတစ်ခုဒါမှမဟုတ်ရင်စွမ်းအားကြီးတစ်ခုကအချိန်ကြီးသွားစေခဲ့တာလည်းဖြစ်ပါတယ်။ညချိန်မှာဆိုရင်တော့မြို့ရဲ့တောအုပ်လေးရဲ့လမ်းဘေးမှာဆယ်ကျော်တဲ့လူငယ်လေးတစုကရီရီမောမောပျော်ပျော်ပပနဲ့ပါတီတစ်ခုစီကိုသွားပြီးတော့ free ကုန်းစင်မှုအတွက်ကားမောင်းလာနေကြပါတယ်။ရုတ်တရက်ဆိုသလိုယထာတစီကသူတို့ကားရှိမှာဘွားကနေပေါ်လာခဲ့တာပါ။ယထာနဲ့ဝင်တိုင်းမိကန်ဒီကက်တီလေးလိုမှာတော့ကားကိုအမြန်ရက်လိုက်နိုင်တာပါ။ ကောက်ကိုစင်းကြီးချိန်မှာတော့ယထာကြီးကနေရာသေးသေးလေးမှာပုံရိပ်တစ်ခုလိုပေါ်နေပြီးတော့လုံးဝကိုပျောက်သွားခဲ့ပြန်ပါတယ်။လူငယ်လေးတစုကလည်းသူတို့မြင်ခဲ့တဲ့အရာကိုဘလို့နီးလန်းနဲ့အတီးပြူပြောဆိုရမယ်မှမသိကြတော့ပါဘူး။နောက်တည့်မှာဆိုရင်ဝီလီကနောက်ထပ်ရာရှိတဦးဖြစ်တဲ့ပီတာနဲ့တွေ့ဆုံခဲ့ပြီးတော့ညာကဖြစ်ခဲ့တဲ့ယထာအကြောင်းကိုကြားသိလိုက်ရပါတယ်။ပီတာကယထာဖြစ်ဖြစ်ကိုစုံစမ်းမှုပူရာယုံကိုတွားရမှာပါ။ပီတာလည်းအိမ်ရှိကိုထွက်လာလိုက်တာနဲ့မော်ဆန်စွာနဲ့ပဲပူရာယုံကိုရောက်သွားခဲ့ပါတယ်။ ဘူရာယုံကတော့နေရာပုံစံလုံးဝပြောင်းနေပြီးတော့ဦးရဲရီကလည်းအဲ့ဒီနေရာမှာဟူရှာတီရှာလုပ်နေကြပါတယ်။ဒါမဲ့ပီတာရောက်နေတာကိုဘယ်သူမှတတိမထားမိကြပါဘူး။ပီတာကပဲကိုပြောက်လာနေသလိုပါပဲ။စိတ်ချုပ်သွားတဲ့ပီတာကိုရိုင်းကလည်းသူ့ဘလိုလုပ်ပြီးတော့ဒီကိုရောက်နေလဲဆိုတာကိုအနိုင်နိုင်စဉ်းစားနေရပါတယ်။ဒါမဲ့ဆက်ပြီးတော့ပဲဂျီနီတွေကိုတုံးသက်ကြည့်နေလိုက်ပါတယ်။ပီတာကိုရိုင်းလည်းဇလန်းဆာမာရောကအင်ကြီးတစ်ခုလုံးအချိန်ကြီးသွားလိုက်တာကိုတွေ့ခဲ့ရပြီးပါပြီ။ ဝီလီယားတော့ဘူရာယုံကိုကြောက်နေပြီးတော့အညာကယထာကိုမြင်လိုက်တဲ့သူတယောက်နဲ့စကားပြောနေခဲ့ပါတယ်။ယထာကိုမြင်လိုက်တဲ့သူကတော့သူ့အော်ကီကွဲနေတာမဟုတ်ကြောင်းနဲ့ယထာကိုမြင်လိုက်တဲ့အချိန်ကစလုံးပုံစံပူစီပေါင်းကြီးကိုတွေးလိုက်ရတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒါကရန်ကိုထူးဆန်းနေပါတယ်။ဘာလို့လဲဆိုတော့ဒီယထာလန်းကလွန်ခဲ့တဲ့၃နှစ်ကလေးကပိတ်ထားခဲ့လာကြာနေခဲ့ပါပြီ။အဲ့ဒီချိန်ကလေအခုချိန်ထိပဲယထာကမှသွာလာခြင်းမရှိတော့တာပါ။ ဒါကြောင့်ပီတာလည်းသူ့ကိုဘယ်သူမှမမြင်ရတာမို့နည်းနည်းဆက်စုအောင်ပါပဲဆိုပြီးတော့သူ့ရဲ့အာယုကန်ဆက်လေးနဲ့ဟိုတိုင်းဒီတိုင်းလှုပ်ကြည့်လိုက်ပါတယ်။ဒီချိန်မှာပဲသူ့ရှေ့မှာညာကလူငယ်လေးတွေရဲ့ကားကိုတွေ့ခဲ့ရပါတယ်။စလုံးပူပေါင်းနဲ့တီးတွေ့ခဲ့တဲ့ကားကညာကလူအစ်တမုတ်ပဲနဲ့ပြစ်စည်းနေခဲ့တာပါ။ပီတာလည်းကားရဲ့ဘန်ပါကန်ကြည့်လိုက်တဲ့အခါမှာတော့ကားကအစ်တမုတ်လေးတွေလိုနူးညံ့နေပြီးတော့သူ့ရဲ့လက်ထဲကိုယ်တော်မှာပါလာခဲ့ပါတယ်။ဒါကြောင့်ပီတာလည်းသူ့ရဲ့ဖွဲ့သားတွေကိုပြောပြဖို့နောက်လေလိုက်ချိန်မှာပဲကားတစ်စီးတည်းကိုရောက်သွားခဲ့ပါတယ်။ ကားထဲမှာတော့သူ့အဖွဲသားတွေပါရှိနေပြီးတော့အခုနောက်ကသူသွားခဲ့တဲ့ဘူတာကိုသွားနေကြတာပါ။ဒါကြောင့်ပြီးတာလဲသူကခုနကအိမ်ထဲကနေလမ်းလျှောက်ရင်းနဲ့ဘူတာယုံကိုရောက်သွားခဲ့ပြီးအနာဂတ်ကိုချိန်ကြီးသွားပြီးတော့အခုကမူလချိန်ကိုပြောင်းအောင်နေတယ်ဆိုတာကိုသဘောပေါက်သွားပါရယ်။အခုဖြစ်ဖြစ်ကစမ်းမိမယ်ဘာလို့သူကိုယ်တိုင်အဲ့လိုဖြစ်သွားတာလဲဆိုတာကိုတော့ဘာသဲလွန်စားမှပြီးတာစီမှမရှိခဲ့ပါဘူး။ဒါမဲ့အိုလီစီကနေသဲလွန်စားတစ်ခုခုရောက်ဖို့ကိုကြီးမတောင်းခဲ့ပြန်ပါဘူး။ သူရဲ့ဖွယ်သားတွေကတော့ဘီတာတစ်ခုခုဖြစ်နေတာကိုသတိထားမိသွားပြီးတော့အာစရိအစင်ပြေလာဘာညာနဲ့မေးကြတာပေါ့ဗျာပီတာကတော့အပြစ်မှန်ကိုပြောချင်တာကြောင့်ငါတို့စီးလာတဲ့ကားကကြီးမားတဲ့အာယုံခံမှုတစ်ခုခုရှိနေပြီဆိုပြီးတော့စကားလမ်းကြောင်းလွှဲခဲ့ပါလေဒါကလုံးဝကိုတဘာဝလုံကြီးဖြစ်ပြီးတော့အခုလိုချိန်ပြောင်းလဲမှုကွဲလွဲမှုတွေကလူသားတွေရဲ့ဤပညာတစ်ခုခုကြောင့်လည်းဖြစ်ပေါ်လာတာလည်းဖြစ်နိုင်ခြင်းရှိနေပြန်ပါလေအိုလီကတော့ပီတာပြောတာကိုယုံကြည်ဖို့ခက်ခဲနေပါလေ ဒါမဲ့လေအိုလီမာကအခုပြဿနာကလွဲပြီးတော့တခြားလှုပ်ရှားပါတခုမှလည်းရှိမနေပြန်ပါဘူး။နောက်တဲ့ဇင်းတခုမှဆိုရင်တော့အိမ်ထဲခန်းတခုကိုပြသထားပါတယ်။သူကတော့ Professor Kate ဖြစ်ပါတယ်။မျိုးရတချို့အစာအုပ်တွေမှာဖြစ်ပေါ်စေတဲ့ဖြစ်ပျက်လိုပုံစံမျိုးတွေနဲ့ပတ်သက်ပြီးတော့အထူးလေ့လာနေသူလည်းဖြစ်ပါတယ်။ဘဝရဲ့တဏှိတာကိုဟိုဟာဆွဲဒီဟာဆွဲဟိုဟာတွက်ဒီဟာတွက်နဲ့ပဲ equation တွေတခုပြီးတခုကိုတွက်ထုတ်ရင်းနဲ့ပြီးဆုံးလို့နေပါတယ်။ Professor Kate ကလွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကလေးကနေအခုအချိန်အချိန်ခီးသွားဆက်လိုမျိုးဆက်တခုခုကိုတည်ထွင်မှုကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ်။ Kate ကတော့အချိန်ခီးသွားဆက်ကိုတည်ထွင်နိုင်ဖို့အရန်ကိုနှီးဆက်တဲ့အထီကိုဖြစ်နေပြီးတော့ formula တွေကိုလည်းထုတ်နိုင်နေပြီပဲဖြစ်ပါတယ်။ Kate ရဲ့ခြေယောက်ကြားကတော့ remote ဖြစ်ပြီးတော့ဇနီးတွေကိုအရန်ချစ်တာမှု Kate ဘာလို့တော့အမြဲပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ဒါမဲ့ Kate အချိန်တွေအများကြီးအလုပ်လုပ်တာကိုတော့ remote ကသဘောမကျပါဘူး။အဲဒါကြောင့်ပဲအမြဲလိုလိုရေးတည်ကြည်ကြည်နဲ့ယူဆိုင်ရှာပါတယ်။ကျွန်တော်လိုပဲချစ်တဲ့သူကြီးပေါ့ဗျာ။ ရေကကိတ်စီကိုရောက်လာပြီးတော့အနားယူတင်ပြီးဆိုပြီးတော့ကိတ်ရဲ့ပကုံးလေးကိုကင်ထားပြီးတော့ပြောခဲ့ပါတယ်။ကိတ်ကလည်းလှုပ်ရှုံနေတုန်းမှအဲဒါကြောင့်နဖူးလေးကိုအာဘားလေးပေးလိုက်ချိန်မှာပဲကိတ်ကပျောက်သွားပါတော့တယ်။ကိတ်တယောက်တည်းမဟုတ်ဘဲနဲ့သူမရဲ့အလုံးလုံးရင်းနဲ့တွဲချက်နေတဲ့တင်ပုံးကြီးပါပျောက်သွားခဲ့တာပါ။ရေလဲအေကန်တဲ့ကိုအေးအေးဆေးဆေးပဲလမ်းလျှောက်လာခဲ့ပြီးတော့အာဟာရဖြစ်စီမဲ့အစားအစာတချို့ကိုယူသွားခဲ့ပါတယ်။ခဏကြာမှာတော့ကိတ်ကိုဝရန်နာကဆိုဖာမှာထိုင်နေရကိုတွေ့လိုက်ရပါတယ်။ရေလဲကိတ်ကိုစားစားဖို့သွားပေးတာပေါ့။ ကိတ်ကကြောက်လန့်ကြားနဲ့တွန်းထုတ်လိုက်ပြီးတော့ရေးကိုလည်းဘယ်သူမှမှတ်မိတော့ပါဘူးဒီနောက်မှာတော့ကိတ်ကအဲဆိုင်မဆိုတဲ့အတိတ်မေယောဂါဖြစ်နေပြီးတော့ခန္ဓာကရေးစကားပြောနေရင်နန်းနေတဲ့ကိတ်ကအတိတ်ကကိတ်ဖြစ်နေခဲ့တာပါစားစားချင်းကိတ်ကိုတွေ့ရတော့ကကိတ်ကသူမရဲ့အချင်းဆက်နဲ့ပတ်သက်ပြီးတော့အောင်မြင်လူနီနီဖြစ်နေခဲ့တာပါဒါမဲ့ယောဂါကြောင့်အောင်မြင်ကန်ဒီချိန်နေကနေကြာရှုံးခဲ့ရပါတယ်ရေးကတော့ဇနီးဖြစ်သူကသူ့ကိုမှမမိတော့တာမို့အတော်လေးဝမ်းနဲ့ကြည်ခွဲခဲ့ရပြီးတော့အရင်ကလိုပဲပုံမှန်ပြန်ဖြစ်စေခြင်းခဲ့ပါတယ် ဒီနေ့မှာရေကကဲ့ရဲ့ရှာဖွေလေးလာမှုတွေကိုလေ့လာကြည့်ရင်းနဲ့ပဲအချိန်ကိုဘယ်လိုနောက်ပြန်ဆုံးရမလဲဆိုတဲ့နည်းလမ်းကိုတွေ့သွားခဲ့ပါတယ်။ရေရဲ့တနစ်တာလုံးလုံးစူးစမ်းရှာဖွေပြီးမှာတော့ကဲ့ရဲ့စူးစမ်းတင်ယူလေ့လာမှုတွေကအကုန်လုံးပြည့်ပြည့်စုံလာစေခဲ့ပါပြီ။ရေတယောက်ပထမဆုံးစမ်းသက်ချက်အနေနဲ့သူ့ရဲ့အိမ်ကိုလွန်ခဲ့တဲ့48မိနစ်ကိုပြန်သွားခဲ့ပါတယ်။စမ်းသက်တဲ့အချိန်က2021မှာရှိနေသေးတာပါ။ဒါမဲ့ကိန်းနယ်ရေတို့2019ကိုရောက်သွားခဲ့ပြီးကိတ်ကကြမ်းကြမ်းမာမာရှိနေတဲ့အချိန်ကိုရောက်သွားခဲ့တာပါ။ အခုဆိုရင်ရေနံလက်တုံးကိတ်ပြောက်သွားတဲ့အချိန်မှာရေပါကြောင့်မအံ့ဩသွားသလဲဆိုတာကိုသဘောပေါက်ကြမယ်ထင်ပါတယ်။မျိုးတစ်ခုလုံးထူးဆန်းတဲ့အချိန်ကူးပြောင်းမှုတွေရဲ့အဓိကအကြောင်းပြချက်ကတော့ရေရဲ့ပထမဆုံးစမ်းသပ်မှုတွေကနေဖြစ်ပေါ်စေလာတာပဲဖြစ်ပါတယ်။အဲဒါကပဲမျိုးရဲ့စိတ်ပိုင်းတွေမှာများပြားလာတဲ့တဘာဝလုံးတက်ရောက်ကြီးဖြားထွက်မှုကိုကြံစည်ခဲ့ပါတယ်။အဲဒါကြောင့်ပြီးခဲ့တဲ့တလလုံးလုံးအချိန်နဲ့တပြေးညီဖြစ်အောင်အရာဝတ္ထုတွေကမြန်မြန်ပြောင်းလဲနေခဲ့တာပါ။ ။တနည်းအားမှာဆိုရင်တော့ပီတာဝီလီနဲ့သူတို့ရဲ့အဖွဲ့သားတွေဟာအခုလက်ရှိဖြစ်ပေါ်နေတဲ့အချိန်ပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့နေရာနဲ့ဆက်နွယ်မှုတွေကိုစုံစမ်းရှာဖွေရင်းနဲ့ကောင်းကင်နေကြပါတယ်။ရေပုံပေါ်မှာဟိုမတ်ဒီမဲလုံရင်းနဲ့တနါရီလောက်လေးလာပြီးတဲ့အခါမှာတော့အချိန်ပတ်လန်းတွေဟာဖီဘိုနာချီကိုရန့်စ်ပီရယ်ဆိုတဲ့တင်ကြပညာရှင်ဖီဘိုနာချီရဲ့ရွှေအောင်ခရုဘတ်ဆိုတဲ့အတိုင်းထာအတိုင်းရွေလျားနေတယ်ဆိုတာကိုတည်သွားခဲ့ကြပါတယ်။အဲ့ဒါကြောင့်ပဲဖြစ်နိုင်ခြေရှိဆုံးဖြစ်တဲ့စတူယန်၃မှန်ပက်လေရဲ့အလေတက်တဲ့ကိုသွားပြီးတော့အချိန်လေးစောင့်ကြည့်ဖို့နဲ့စစ်ဆေးကြည့်ဖို့အကြောင်းပြန်လာခဲ့ပါတယ်။ ကိရဲ့အိမ်ကိုပြန်ပြတဲ့အခန်းမှာဆိုရင်တော့ရေကဇနီးတဲ့ကိုကျူရဆိုင်ပြူးစုနေတာကိုတွေ့ရမှာပါ။ကိကတော့ Christmas dress ဈေးဝယ်ထွက်ကျင်နေပါတယ်။ရေကတော့ဇနီးဖြစ်သူကိုမကင်တွယ်နိုင်တော့ပါဘူး။စိတ်ကူးနဲ့လက်တွေကတခြားစီဖြစ်နေကြတာပါ။အဲဒါကြောင့်မဲထင်ကုန်နောက်ပြန်ဆိုးဖို့ဆုံးပြတ်လိုက်ပြီးတော့လက်ခန်းရဲ့ဒီနေရာကိုတွားလိုက်တာပါ။လက်ခန်းထဲမှာဆိုရင်တော့ရေအချိန်ပေါင်းများစွာစမ်းသပ်ထားတဲ့စက်နဲ့ project တွေများစွာကိုတွေ့ရမှာပါ။အဲဒါကရေတစ်နှစ်ပတ်လုံးဘလောက်တောင်စူးစမ်းခဲ့ရလဲဆိုတာကိုမြင်သာစေပါတယ်။ ရေးလဲတကယ်လှုပ်လှုပ်နေတဲ့အချိန်ကြီးသွားဆက်စီကိုသွားပြီးတော့ခလုတ်ကိုဆွဲချလိုက်ပါတယ်။အဲဒီအချိန်မှာစက်ကြီးကနိုးလာပြီးတော့အချိန်စမှတ်ပါတော့တယ်။နောက်ထပ်48မိနစ်ကြာပြီးတော့တိုင်လုံးဟာ2019ခုနှစ်ကိုပြန်ရောက်သွားပါတော့တယ်ခင်ဗျာ။ရေးလဲအိမ်ထဲပြန်လာပြီးတော့အလုပ်တွေစူးစမ်းနေတဲ့သူ့ရဲ့ဇနီးတွေကိုပီတိတွေဝေဖျားစွာနဲ့ကြည်နေခဲ့ပါတယ်။ဒိတ်ကလည်းရေးကိုစေးတောက်ပြီးပြီလားဆိုပြီးပြုံးလေးတွေနဲ့မေးခဲ့ပါတယ်။ရေးလဲလုံးနေကြပုံစံတိုင်းကိတ်ကိုအာဝါးလေးပေးသွားတာပေါ့ဗျာ။တယောက်နဲ့တယောက်လဲစာရင်းတော်ရင်းနဲ့ပျော်ရွှင်နေကြပါတယ်။ မေကားချင်းနှစ်တရာချင်းမွားဆိုသလိုအခုလိုလေးကြည်နူးစရာလေးဖြစ်နေတော့လေရေတို့ကတော့ရင်ခုန်တန်တွေမြန်ဆန်နေသေးပါပဲအချိန်တိုင်းရင်ပြက်မဲ့ခင်များတို့ကတော့ကြည်ပြီးတော့ပြုံးနေကြပါနဲ့ဗျာတချိန်တည်းမှာပဲပီတာနဲ့ဝီလီတို့ကတော့ group bet အလဲမှာဖြစ်နိုင်ခြေရှိတဲ့အိမ်တွေကိုစပြီးတော့ရှာဖွေစူးစမ်းကြပါတော့လေဘဝင်းညီမနေတိုင်းနေတဲ့သူတွေကိုထူးထူးဆန်းဆန်းများတကူးကူးဖြစ်ပြက်နေတာတွေရှိလားဆိုပြီးတော့မေးမြန်းခဲ့ပေမဲ့လူတိုင်းကတော့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ဒါပြောခဲ့ကြသလိုဘာစုံဘာမှဖြစ်ထားတဲ့လက္ခဏာလည်းမတွေ့ခဲ့ကြပါဘူး မင်းနဲ့နေခဲ့ကြမှာတော့ပီတာရဲ့တငယ်ချင်းတယောက်ကရေးနဲ့ဂိတ်တွေရဲ့နေအိမ်နားကိုရောက်ခဲ့ပြီးတော့စုံစမ်းမေးမြန်းဖို့အတွက်အင်စီကိုလမ်းလျှောက်လာခဲ့ပါတယ်။အိမ်နောက်မြောက်ခင်မှာပဲပီတာရဲ့တငယ်ချင်းကပြောင်မုတ်ဖြစ်ပျောက်ကွယ်သွားပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အချိန်ကွက်လတ်တစ်ခုမှာသူကရာဝတ္ထုတွေနဲ့ရောထွေးသွားပြီးတော့ဂျေးမွသွားခဲ့တာအကြောင်းပါပဲ။အိုလီကသူ့ဖွယ်သားတယောက်ပျောက်သွားတာကိုမြင်လိုက်တဲ့အခါမှာတော့ချက်ချင်းပဲကြံတဲ့ဖွယ်သားတွေနဲ့ဆက်သွယ်ပါတော့တယ်။ မင်းနဲ့နိုင်ငံကြမှာပဲဖွေသားတွေလည်းရောက်လာခဲ့ကြပါပြီ။ရေတို့အိမ်ရှိကိုရောက်လာကြပြီးတော့အိမ်ရဲ့ဝေးကနေလမ်းကြည့်ကြပြီးတော့လေးလာနေကြပါတယ်။အိမ်ထဲမှာရှိနေတဲ့ရေကလည်းရေကအိုအော်တန်ကိုတတိထားမိသွားပြီးတော့ brain box ကနေပြင်ကိုချောင်းကြည့်ခဲ့ပါတယ်။ရေလည်းပြေးလွှားသွားပြီးတော့ဆက်ကိုပေးပြဖို့ကြံရတာပေါ့ဗျာ။ဒါမဲ့ချက်ချင်းပိတ်ချလို့မရခဲ့ပါဘူး။အဲလိုလုံးလွှဲမယ်ဆိုရင်တော့အချိန်ရန်နေရာတစ်ခုလုံးကိုလုံးဝပစ္စည်းသွားစီမှာပါ။ကနကြမှာဆိုရင်ပဲစကြီးကပြန်ပွင့်လာပြီးတော့ရေးစီမှာလဲဆက်ကိုပိတ်ပြဖို့ဖော်မြူလာမရှိနေခဲ့ပါဘူး အဲ့ဒါနဲ့ပဲတတ်မှတ်ထားတဲ့အချိန်မပြေမချင်းဆက်ကြီးကိုအလုံးလုံးခိုင်းတာရပါတော့တယ်။အခုဆိုရင်တော့ရေကိုမဖမ်းမိစေမဲ့နီးကတော့အချိန်ကြီးသွားဆက်ကိုထက်ကထက်ကလဲပတ်စေဖို့ပဲကြံပါတော့တယ်။အဲ့ဒီအချိန်မှာတော့ရေကဇနီးတဲ့ဖြစ်သူကိတ်ကိုလိုအပ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ကိတ်ကိုမြောက်ခန်းထဲခေါ်လာပြီးတော့အကုန်လုံးကိုပြသလိုက်ပါတော့တယ်။ဒါမဲ့ကိတ်ကအနာကမ်းမှာဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဘာမှမမှတ်မိနေပါဘူး။ရေကတော့တောက်လျှောက်နားမလည်နိုင်စရာတွေကိုပဲပြောဆိုနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ရေကဂိတ်ကိုကဲ့ရဲ့လေးလာမှုတွေပေါ်မိကိုပြီးတော့သူကသုံးနေလုံးလုံးချိန်ကြီးသွားစေကြီးကိုတိဆောက်ခဲရာကြောင်းပြောပြလိုက်ပါတယ်။ဂိတ်ကလည်းညံကြီးရှင်တယောက်လိုပြောခဲ့ပြီးတော့ဆက်ကိုအမြဲချိန်ကုကိုပို့ပို့လုံးလုံးရနိုင်မလား။ဒါဆိုရင်တို့အမြဲတမ်းအတူတူနေနိုင်ပြီဆိုပြီးတော့ပြောခဲ့ပါတယ်။ဂိတ်ကတော့အရာအလုံးကိုနားမလည်နိုင်သေးပဲနဲ့သူမရဲ့ project ကတချို့ theory တွေကိုအကူအညီပေးနိုင်ဖို့နဲ့သူမကတဘာဝတရားကြီးရဲ့ဖြစ်တည်မှုကိုဘယ်တော့မှချိုးပြမှာမဟုတ်ဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။ ရေးကလည်းကိတ်ဘွားမှာတိုးတွက်နေအများကြီးလုပ်ပေးခဲ့ပြီးပြီးကိတ်ကိုကယ်တင်လိုက်တာကကိတ်အရင်လိုပြန်ဖြစ်စေဖို့အတွက်တကူရီးသောနီလမ်းပဲဆိုပြီးတော့ပြောဆိုခဲ့ပါရယ်ကိတ်တယောက်ခဏတာကြောင်သွားပြီးတော့နောက်တစ်ချိန်မှာသူမဘာဖြစ်ခဲ့လဲဆိုတာကိုမေးပါရယ်ရေးကလည်းကိတ်ကအန်ဇမ်မာယောဂါကြောင့်အတိတ်မိသွားခဲ့တယ်ဆိုတာကိုပြောပြခဲ့ပေမဲ့အချိန်ကြီးသွားခြင်းကိုတော့ရပ်တန့်စေချင်ခဲ့ပါရယ်အပြင်မှာဆိုရင်တော့အိုလီကအိမ်ထဲကိုဝင်လို့နေနေဖြစ်နေပါပြီဒါရုစပရိတ်နဲ့ပြန်ကြည့်တဲ့အခါမှာတော့မတူကွဲပြားနေတဲ့အယောင်တွေနဲ့ကြီးမားတဲ့အချိန်ပူပေါင်းကြီးကို အိမ်ကိုဖုံးအုပ်ထားတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့ဖွေသားတယောက်ပြောင်မုတ်ဖြစ်သွားတာကိုမြင်ခဲ့ရတဲ့အိုလီကအိမ်ထဲကိုဝင်ကြည့်ခြင်းနဲ့ပုံစံတော့မပေါ်နေပါဘူး။သူလဲကြောက်နေတာပေါ့။ပီတာကလည်းနောက်တစ်ခါအချိန်ကွဲပြားမှုကဘယ်နေရာမှာထပ်ပြီးတော့ဖြစ်နိုင်ခြေရှိနေလဲဆိုပြီးတော့လေးလာနေခဲ့ပါတယ်။အဲ့ဒါကပီတာကိုထိတ်လန့်သွားစေခဲ့ပါတယ်။နောက်တစ်ခါထပ်ဖြစ်လာမယ့်နေရာကမြို့မှာရှိတဲ့မြေအောက်မှာရှိတဲ့လုံခဲ့တဲ့၄နှစ်ကလေးကမရှိတော့တဲ့လိုင်ကောင်းတစ်ခုအတွင်းမှာဖြစ်လို့နေပါတယ်။အချိန်ကွဲလွဲမှုကြောင့်သာလိုင်ကောင်းကြီးကပြန်ပြီးပေါ်လာခဲ့တာပါ ပေါ်လာတဲ့လူတွေအကုန်လုံးကလည်းလိုင်ကောင်းပြိုကြတာနဲ့ပြီးပြီးတော့မာလကီးယားကုန်ကြမှာပါ။တပူတဲသောနီလန်ကတော့ရေတို့အိမ်ထဲကို သွားပြီးတော့အချိန်ကြီးသွားဆက်ကိုပေးလိုက်ဖို့ပါပဲ။နောက်တစ်ခါမှဆိုရင်တော့ပီတာရဲ့သိပံပညာရှင်တငယ်ချင်းကတိုက်ရောင်ကြီးတွေကိုတန်လိုက်စကွင်းနဲ့ပြန်ပြီးတွန်းကန်စေမဲ့အရာတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်။အဲဒါကိုဝေပြီးတော့ဒိုင်းစုံထဲကိုဖျက်ဝင်ရမှာပါ။အိုလီကသူ့သွားမယ်လို့ပြောပေမဲ့လည်းပီတာကလည်းအရင်ကသူကဒီလိုရင်းနဲ့ပတ်သက်ပြီးတော့လေးလာကူတာကြောင့်ဒီတခါလဲသူပဲစမ်းသပ်ခံရစီဆိုပြီးတော့ပြောခဲ့ပါတယ်။ ပထမဆုံးမူစီပေါင်းကြီးကိုထိလိုက်ချိန်မှာတော့လူတိုင်းအသက်ရှူရက်တန့်သွားစီလောက်တဲ့အထိကိုဖြစ်ကြတာပေါ့ဗျာ။တကယ်ချင်းဖြစ်သူရဲ့လမ်းညွန်ခြင်းနဲ့အတူပဲကံကောင်းထောင်းမှစွာနဲ့အိမ်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။အိမ်ထဲရောက်ပြီးတော့အချိန်စစ်စီကိုရောက်ပြီးဆက်ကုန်မပိတ်နိုင်ခင်ပါပဲ။ရေဒီယိုကိုခံလိုက်ရပြီးတော့မှောက်သွားပါတော့တယ်။ဂိတ်ကတော့အဲ့လိုတွေမလုပ်ဖို့တားပေမဲ့လေရေကတော့ဒါတွေအကုန်လုံးကနင်းကိုချစ်လို့နင်းအတွက်ဆိုပြီးတော့ပြောခဲ့ပါတယ်။ တစင်းထဲမှာပဲမြောက်ကနိုင်ကောင်းကြီးကစပြီးတော့ပျောက်ကွယ်နေပြီးတော့ဂေရီကလည်းအရှိမာရင်ယူပါဗီရာသဘောတရားတွေစန့်ကျင်ပြီးတော့ဝဲလေလေနဲ့ပေါ်လာခဲ့ပါလို့လေအိမ်ထဲမှာဆိုရင်လည်းရေးနဲ့ဂိတ်တို့စကားများနေကြပြီးတော့ဂိတ်ကအခုလိုမျိုးအချိန်နောက်ပြန်ဆုတ်ပြီးတော့ပူစီပေါင်းထဲမှာသူမနဲ့အတူတူနေရတဲ့ဘဝကိုစွန့်လုပ်ဖို့ပြောလိုက်ပါတယ်သူတို့သတိမထားမိတာကတော့ပီတာတယောက်သတိရလာပြီးတော့ဘယ်ကရလာမှန်းမသိတဲ့ဒုံကြီးနဲ့ရိုက်မယ်တကယ်ကဲလို့ပြီးတော့ဆက်ကိုစူးစမ်းပြေးပါတော့တယ် ရေကတားလိုက်ပြီးတော့ကုလိုလုံးလိုက်မယ်ဆိုရင်ချိန်စဝန်းတစ်ခုလုံးကိုပစ္စည်းသွားစေလိမ့်မယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ပီတာကလည်းစက်ကြီးကဆက်ပြီးတော့လုံးလုံးနေဦးမယ်ဆိုရင်တော့နိုင်ငံထဲကလူတွေယာနဲ့ချီတေဆုံးသွားကြလိမ့်မယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ဂိတ်ကတော့ဆက်ကိုပိတ်ဖို့သဘောတူပေမဲ့ရေကတော့သဘောမတူခဲ့ပါဘူး။ဒါမဲ့ပီတာကရေးဘော်ချင်းနေမှာဖြီသူတွေရဲ့အသက်ကိုပဲဦးစားပေးမယ်ဆိုတာကြောင့်တရားဝင်ညီနှိုင်းတာတွေလုံးမယ်ဆိုတော့မှနောက်ဆုံးရေးလဲလက်ခံလိုက်ရပါတော့တယ်။ ပြီးတော့ပီတာလည်းအိမ်ပြန်ထွက်လာခဲ့ပြီးတော့သူ့ရဲ့ဖွဲ့သားတွေကိုလိုင်ကောင်းထဲကနေမြန်မြန်ထွက်ဖို့ပြောပြီးတော့ဆက်ကိုပိတ်ဖို့လည်းတမိနဲ့ခွဲပေးအချင်းရတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ဒိတ်ကလည်း equation ကိုပြန်ပြီးတော့တွက်ထုတ်နိုင်ခဲ့ပါတယ်။အချင်းပူစီပေါင်းကြီးလည်းပျောက်ကွယ်သွားပြီးတော့လိုင်ကောင်းကြီးလည်းအန်ရယ်ကင်းသွားခဲ့ပါပြီ။ကိတ်လည်းအရင်လိုနေမကောင်းပြန်ဖြစ်သွားခဲ့ပါတယ်။နောက်တစ်ရက်မှဆိုရင်တော့ရဲသားတွေကအိမ်ထဲကအချင်းကြီးသွားဆက်နဲ့ပတ်သက်တာတွေကိုအကုန်လုံးလာရှင်းသွားပါတော့တယ်။ အကောင်လုံးပြန်ပြီးသွားတဲ့အခါမှာတော့အိမ်မှာကိတ်နဲ့နေရောက်တဲ့ကြံခဲ့တဲ့အချိန်မှာရေကကိတ်ရဲ့မတ်စုစာအုပ်ကိုပြန်ရှာခဲ့ပြီးတော့အချိန်ကြီးသွားစက်ကိုထပ်လုပ်ဖို့လုပ်ပါတော့တယ်။ဒါမဲ့စာရွက်ထဲမှာရေးထားတာတွေကအကောင်လုံးဖြစ်ခံထားရပြီးတော့နောက်ဆုံးစာမျက်နှာမှာတော့ Ray I love you ဒီလိုမားမျိုးတွေထပ်မလုပ်မိပါစေနဲ့ငါအကောင်လုံးကိုမေ့ပေမဲ့လည်းနင့်ကိုတော့ချစ်ဖို့မေ့ဘူးဆိုပြီးတော့စာလေးရေးထားခဲ့ပါတယ်။ကိတ်ကအချိန်ဆက်ကို Ray တဲ့အရင်အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီးတော့ Ray ကိုအခုလိုမျိုးထပ်မဖြစ်စေဖို့ကြိုးပြီးတော့အစီအစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဇလန်လီကတော့ဒါပါပဲခင်ဗျာအကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့အချင်းချင်းကိုလည်းထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ